ကဲဒီမှာကျွန်တော်တို့ဒီဟိုရက်တရားတင်ထားရပါတော့တန်ဘောပွင့်တန်ဘောမှာသူကအပွင့်၃ဘွယ်ပွင့်နေဆိုတဲ့ဥစ္စာအပွင့်တွေကဘယ်လိုလှုပ်လှုပ်လဲဆိုတော့ဒီမှာဒီအပွင့်ဆိုရင်သူကအမားပွင့်ပါတော့အလုံးဖြစ်သွားပြီဒီမှာပြလားထိတ်မလုံးသေးဘူးဒီထိတ်မလုံးသေးတဲ့ဒီမှာအပေါ်မှာအမုံလေးရှိအဲ့အမုံလေးတွေဒီမှာအဖိုးပွင့်အဖိုးပွင့်အဖိုးပွင့်တော့ခူးထားဒီမှာအဖိုးပွင့်ကပါဒီအမုံလေးပါဒီအမုံကဒီဝက်ဆန်ရဒီအမားပွင့်မှာဒီလိုသွားထိတာဒီလိုသွားထိတော့သူကဒီအဖိုးအဖိုးအပွင့်မှာပါတယ်ဝက်ဆန်ရဒီအမားပွင့်သွားထိတော့အမားပွင့်အတီးအဖြစ်လာတယ် ပြီးရင်ဒီမှာဘေးမှာလိန်စုံပွန့်ဆိုတာရှိသေးတယ်ဒီဘက်ဘေးမှာပေါ့နော်အစုံအပွန့်ပေါ့အဲ့လိုဆိုတော့တင်မတိရတဲ့ဒီတလုံးပေါ့နော်ဒီမှာဆိုရင်တလုံးတင်တယ်ချိုးနေရတခြားနေရာလေးတွေမှာဆိုရင်နှလုံးတင်တယ်ပေါ့နော်အဲ့ဒါမှဒီမှာဒီမှာအဖိုးပွန့်အဖိုးပွန့်ကနေတဆင့်ရလာတဲ့ဒီဝက်မုံကိုဒီအမားပွန့်မှာသွားထိရပေါ့နော်သွားထိရောဒီအမားပွန့်မှာဒီဝက်မုံကများလာတဲ့အချိန်ကျတော့ဘာဖြစ်လဲဆိုတော့အတီးအောင်တယ်ပေါ့နော်ဒီမှာအခုဆိုအမားပွန့်ကအတီးထိတ်မလုံးသေးဘူးဒီထိတ်လုံးမှုအတွက်ဆိုရင်အားသေးလေးတွေဖြန်းပြီးတော့မှ အဲဒီဝက်မုံလေးနဲ့ဒီများပြီးတော့ကူတဲ့အချိန်ဆိုရင်ပို့ပြီးတော့အတိမြန်တယ်ပေါ့ဖြစ်တာအဲတချို့ကျတော့အတိအဖြစ်မှန်မယ်ပြနေတယ်မှာအတိကျွေတော့ကျွေသွားရမနော်အတိဖြစ်နောက်ကျတာပေါ့ဒီဟာဆိုအတိတင်ပါ